ဒီလိုမျိုးခက်ခဲနေတဲ့အချိန်မှာအခုလိုမျိုးဒါကုညီခွင့်ရတာကိုပဲကျွန်တော်ဒါကျေနပ်ပါတယ်ဒါပေမဲ့ပေါ့နော်ဟိုလူတွေရဒုက္ခရောက်နေတယ်အဲတချို့ဆိုမိသားစုဝင်တွေအများကြီးအကုန်လုံးအဲ့လိုဆုံးရှုံးသွားတဲ့လူတွေရှိတယ်ကျွန်တော်မိသားစုနဲ့ထပ်တူအရန်ခံစားရပါတယ်အခုညီလိုနေတဲ့နေရာတွေကိုလည်းထပ်ပြီးကုညီပေးသွားပါမယ်ခင်ဗျာဟုတ်အဓိကဆုံးတဲ့လူတွေအတွက်ကိုပတ်စံအဓိကထားပြီးပေးတာဗျကျွန်တော်ဆိုင်ရလောက်တာနဲ့ဘာနဲ့မှကျွန်တော်ထင်တယ် သိန်း150လောက်ပဲရှိမှာဘာဖြစ်လို့လဲဆိုတော့ဒီမှာနည်းနည်းပြေးမယ်ဟိုဘုံမှာနည်းနည်းပြေးမယ်နောက်သခိုင်းမှာနည်းနည်းပြေးမယ်ပြီးရင်ဂျန်တဲ့နေရာတွေကတော့ငွေသားတွေအဓိကပေးသွားမှာဗျ ကျွန်တော်ဒီအလူလေးကိုဒါပါဝင်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်အစကတော့ကျွန်တော် ကစောင့်ကြည့်နေရပါတော့ဒါအလူရှင်တွေရောဒါအလူခံတဲ့လူတွေရောအရင်များနေတဲ့အပေါ်မှာကျွန်တော်မလို့ပဲနဲ့စောင့်ကြည့်နေရဒါပေမဲ့တချို့တချို့နေရာလေးတွေမှာလိုအပ်နေတဲ့အလံဝင်းနေတဲ့နေရာတွေကိုနေနေရတဲ့အခါကျတော့အဲ့ဒီတမ္မတန်ကကိုကျော်ကျွန်တော်ဖုန်းဆက်လာတယ်သူပဲဒါကောင်းဆောင်လုပ်သွားတာပါသူပဲဒါ OC သွားတာပါကျွန်တော်ပါဝင်ပြီးဖို့ဖိတ်ခေါ်တဲ့အချိန်မှာကျွန်တော်ရအောင်ပါပြီးမယ်ဆိုပြီးတော့ကျွန်တော်ရတဲ့ဘက်ကနေပြီးတော့မှကျွန်တော် ဒါအလိုငွေရအောင်ကောက်တယ်ကျွန်တော်ကိုယ်နဲ့ကမာတင်မို့တစ်ခုလုပ်ပြီးရောပေါ့နော်ဆိုတော့အဲ့ဒါလေးကျွန်တော်လိုက်ကောက်ပြီးရောမှာကျွန်တော်အခုတော်တော်တော်ရနေပြီပေါ့နော်ဒီရလေးကိုလေဒါကိုကျော်တန်မတ်တန်ကိုကျော်တို့ကိုကျွန်တော် ပူပေါင်းပြီးတော့တကယ်လို့အဲ့နေတဲ့နေရာတွေကိုကွင်းစင်းပြီးတော့မှပေါ့နော်ကျွန်တော်တို့တွေဒါသွားပြီးဖို့လုပ်နေပါတယ်ပြီးလဲပြီးနေပါပြီကျွန်တော်ကိုကျော်ဆိုလို့ရှိရင်လည်းအဲဟင်းနေပါတယ်ညာအကုန်လုံးချက်ပြုတ်ပြီးတော့မှဟိုတေချာကိုကချက်ပြုတ်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒါအထားခံမဲ့ဟင်းမျိုးတွေကိုလည်းအဲကြော်လော်ပြီးတော့မှယူသွားပါတယ်ခင်ဗျာဒါတော့စိန်မှန်းဗျရွှေကူရွှေကူကြောင်းပေါ့ ရွှေကူကျောင်းမှာပါဗျကျွန်တော်ဒီနေ့ကဒါဒီမှာရှိတဲ့လူအချို့နဲ့ဒါဒီကျောင်းပြင်မှုအတွက်ကိုဒါငားသိမ့်ပေါ့နော်အကျွန်တော်တယောက်တည်းတော့မဟုတ်ပါဘူးကျွန်တော်နဲ့တူတူတေယုတ်ဆောင်မန္တကြီးကိုစဲပေါ့နော်အနောက်ပြီးတော့ကျွန်တော်စေတနာရှင်နဲ့လူတဲ့အလူလေးပါဗျကျွန်တော်ကဒါအိမ်ကကျွန်တော်တို့ဆိုင်မှာလှုပ်လာတဲ့ဒါအချော်လော်လေးတွေပါဗျဒါဆိုရင်ဒါငဖယ်နဲ့ချက်တော်အချိုးကျော်လေးဒါကတော့ကျွန်တော်တို့ ချမောင်ကျော်လေးဗျမွေးနေတာပဲအဓိကတော့ဒုက္ခရောက်တဲ့အချိန်မှာဗျဒီဟာလေးကြတော့ရရှိအထားခံစေခြင်းနဲ့ရွယ်ချက်နဲ့အစ်ပိုင်းပိုင်းဆိုရင်ဒါသူ့မိတ်ဆွေတွေသူကိုယ်တိုင်လည်းဒိုင်ဘာတွေမိရင်လေဒါဆိုဆိုလာမိရင်လေဗျဒါဆိုအစ်ပိုင်းပိုင်းတို့ဒါဝဲလာတာဒါလေတကယ်ကိုအတုံးလိုပါတယ်မိလည်းပြတ်တာ ਉਹ တကယ်ကိုအတုံးလိုတယ်အမင်းကလေးတော့ puff ကလည်းတကယ်လိုအပ်တယ်လေအဲ့တော့ပြီးတော့ကျွန်တော်ယူဇနာလက်ဖက်တွေရောအစုံမော့ရေရှည်အထားခံမဲ့ပစ္စည်းလေးတွေအဓိကဝေတာပါဗျဟုတ်ကျွန်တော်တို့ကလည်း အလူငွေကသူများတွေလိုဟိုတိန်းနေထောင်ကနန်းနေတောင်းကနန်းနေမလူနိုင်တော့ဒါဆိုခေါက်ဆွဲကြောက်လေးတွေပါမယ်ဗျာအဲ့လိုမလူနိုင်တော့အဓိကကတော့ဟိုဘယ်လိုပြောရမလဲဆိုတော့ကိုနိုင်တာလေးတွေပဲအဓိကလှူတဲ့သဘောလေးပါဗျာအဲ့ဒါလိုမျိုးခက်ခဲနေတဲ့အချိန်မှာအခုလိုမျိုး ဒါကူညီခွင့်ရတာကိုပဲကျွန်တော်ဒါကျေနပ်ပါတယ်ဒါပေမဲ့ပေါ့နော်ဟိုလူတွေရဒုက္ခရောက်နေတယ်အာတချို့ဆိုမိသားစုဝင်တွေအများကြီးအကုန်လုံးအလိုဆုံးရှုံးသွားတဲ့လူတွေရှိတယ်ကျွန်တော်မိသားစုနဲ့ထပ်တူအရန်ခံစားရပါတယ်ကျွန်တော်တို့ဆိုလို့ရှိရင်ဒါနေပြီးတော့မှတအားကိုခံစားနေရတယ်ပေါ့ဒီဘက်မှာနေနေရဆိုပေမဲ့လည်းဘာမှလုပ်ချင်ကံကြေစိတ်မရှိတော့ဘူးစိတ်ထဲတွေပါကြရတယ်ပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့ကတော့ အာကျွန်တော်ရသလောက်ပေါ့နော်ကျွန်တော်တို့ဒါအတက်နိုင်ဆုံးကျွန်တော်တို့ကုညီပေးသွားမယ်နောက်တော့မှလည်းအကူညီလိုနေတဲ့နေရာတွေကိုလည်းထပ်ပြီးကုညီပေးသွားပါမယ်ခင်ဗျာဟုတ်အားလုံးပေါင်းစုစုပေါင်းပြကျွန်တော်သွားမယ့်နေရာနဲ့ဆိုငွေသားတော့ကျွန်တော်တို့ရှိမှလက်ကျန်300လောက်တော့ကျန်သေးတယ်ဗျကျွန်တော်အဲ့လိုပေါ့တနေရာမှာ9သိန်းတနေရာမှာနောက်တေဆုံးသူတွေကိုလည်းကျွန်တော်တို့ကအဓိက3သိန်းတော့၎င်း2သိန်းတော့၎င်းအဲ့လိုလေးတွေပေးသွားတယ်ဗျာ အဓိကကတော့ဟိုအဓိကဆုံးတဲ့လူတွေအတွက်ကိုပတ်စံအဓိကထားပြီးပေးတာဗျပစ္စည်းတွေကတော့တိတ်မရှိပါဘူးကျွန်တော်ပစ္စည်းဝယ်လာတာနည်းတယ်ကျွန်တော်ဆိုင်ရလောက်တာနဲ့ဘာနဲ့မှကျွန်တော်ထင်တယ်သိန်း150လောက်မှရှိမယ်ဘာလို့လဲဆိုတော့ဒီမှာနည်းနည်းပေးမယ်ဟိုဘုံမှာနည်းနည်းပေးမယ်နောက်သခိုင်းမှာနည်းနည်းပေးမယ်ပြီးရင်ဂျန်တဲ့နေရာတွေကတော့ငွေသားတွေအဓိကပေးသွားမှာဗျ ကျွန်တော်တို့အခုလောလောဆယ်မှာတော့ကျွန်တော်တို့လှူတဲ့နေရာတွေကတော့ဒီခေါင်းထဲဘက်တွေကြောက်စဲတို့ဒီဟိုဘပုံပုံဥရွာတို့ဟိုဘက်တို့ဒီဘက်တို့ပေါ့နော်တို့အဓိကတော့လူများများမလှူဖြစ်တဲ့နေရာမျိုးတွေတော့အဓိကကျွန်တော်တို့ target လုပ်ပြီးတော့မှအဲလှူဖြစ်ဖို့တိုင်ပင်ခဲ့တယ်ပေါ့လေဆိုရဲခါကျတော့အမ်အကုန်လုံးအတွက်လည်းကျွန်တော်ဖျားရှိခိုးတိုင်းဆူတောင်းပေးနေပါတယ်ခင်ဗျာဟုတ်ကဲ့ပါ